မြောက်ကိုရီးယားရေတပ်ရဲ့ဖြတ်သိမ်းဖို့အစ်စ်ကိုရေချတဲ့အခမ်းအနားမှာကြီးကြီးမားမားမတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့အကြောင်းအစိုးရမီဒီယာကအတည်ပြုဖော်ပြသွားပါတယ်။အဲ့ဒီလိုအမှားယွင်းဖြစ်ခဲ့တယ်ဆိုတော့မေလ22ရက်နေ့မှာ KCNA သတင်းဌာနကဖော်ပြခဲ့တာပါ။နိုင်ငံကောက်ဆောင်ကင်ဂျုံအွန်းကတော့ဒီလွဲချော်မှုကရာဇဝတ်မှုမြောက်တဲ့လောက်ရတစ်ခုလိုတော့ပြင်းပြင်းထန်ထန်သတ်မှတ်ဆဆွဲထားတယ်လို့ KCNA ကဆိုပါတယ်။မေလ22ရက်နေ့ကနိုင်ငံအရှိတ်ပိုင်းမှာရှိတဲ့ချုံချင်းစိတ်ကမ်းမြို့မှာ တန်း9000အလေးချိန်ရှိတဲ့ရေရင်အစ်စ်ကိုရေးချတဲ့ချိန်ဆိုးရွားတဲ့မတော်တဆမှုကြုံခဲ့တာဖြစ်ပါတယ်။ရေရင်1 byte ပိုင်း area မှာ ကွဲအပ်မှုတွေဖြစ်ပေါ်ခဲ့တာပါ။ဒါကအတွေ့အကြုံအားနည်းတဲ့ညွှန်ကြားချက်တွေနဲ့လုပ်ငန်းဆိုင်ရာပေါ်ဆမှုတွေကြောင့်ဒီလိုအမှားယွင်းကြုံခဲ့တာဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့သင်္ဘောကရေပြင်မှာဟန်ချက်ညင်ကြီးရက်တီလို့မရတော့ပဲဖြစ်သွားတယ်လို့သတင်းမှာပါရှိပါတယ်။ဘလို့ပဲပုံမတော်တဆဖြစ်ခဲ့သလဲဆိုတာနဲ့လူတွေထိခိုက်သေးပြမှုရှိခဲ့သလားဆိုတာတွေကိုတော့ KCNA ကအသေးစိတ်ရေးမထပါဘူး။ကင်ဂျောအွန်းကဒီဖြစ်စဉ်တစ်ခုလုံးကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ပြီးဒါကရာဇဝတ်မှုမြောက်တဲ့ဆိုးဆိုးရွားရွားပေါ်ဆမှုလို့ပြောကြခဲ့တယ်လို့လုံးဝတီးခတ်နိုင်စရာမရှိဘူးလို့လည်းကြေညာသွားခဲ့ပါတယ်။ဒီကိစ္စမှာအဓိကတာဝန်ယူရမယ့်အရာရှိတွေကိုဘလို့ပဲပုံပြစ်ထန်ပေးမလဲဆိုတာကိုနောက်လာကြရင်အာနာယဗဟုကောမဒီဝင်တွေစုဝေးဆုံးဖြတ်သွားမယ်လို့ကင်ကပြောပါတယ်။မြောက်ကိုရီးယားဟာချိုယန်လို့နာမည်ပေးထားပြီး တန်းချိန်9000လေးတဲ့နောက်ထပ်ဖြတ်သင်းပေါ်တစ်စီးကိုလည်းဧပြီလထဲမှာရေချခဲ့ပါတယ်။အဲ့ဒီတုန်းကသင်းပေါ်ကိုစတင်မိတ်ဆက်တဲ့အခန်းနောက်ကင်ကသမီးဖြစ်သူကင်ဂျုံအေးနဲ့အတူတက်ရောက်ခဲ့တာပါ။အဲ့ဒီမိန်းကလေးကဖာကင်ရဲ့အရရောင်ဆက်ခံမဲ့သူဖြစ်ကြဲကြဲပြင်းပြထင်းကျေးပေးခံထားရပါတယ်။ချိုယန်ဖြတ်သင်းပေါ်ကတော့လာမယ့်နှစ်အစောပိုင်းလောက်မှာရေတက်ရဲ့တာဝန်တွေကိုလက်တွေ့စတင်ထမ်းဆောင်နိုင်ဖွယ်ရှိတယ်လို့မြောက်ကိုရီးယားကထုတ်ပြန်ထားပါတယ်ရှင်။